ဒီမှာကျွန်တော်ဒီနေ့ဒီကျွန်တော်တို့ open ဖြစ်ဖြစ်အော်ဘာမှဖြစ်ဖြစ်ပါတော့အင်ဂျင်နီယာဖြစ်တော့အဲ့တော့ဒီရေးရတဲ့ file ကို PDF file ကြောင်းတာလေးလုပ်ရအောင်ကျွန်တော်အခုအာဒီကနောက်တော့ဒီဒီ file လေးကို exercise နည်းနည်းလေးလုပ်ကြည့်ဖို့အကြောင်းပြပါလားဒါကြောင့်ဒီကနေတော့ PDF ကြောင်းမှလည်း file လုပ်နေပါတော့ save as ကိုပြန်အောင်အဲ့ဒီမှာကျွန်တော်တို့ဒီနေရာမှာ timeline ဒီ browse ကတော့တော့ ျွန်တော်ပြင်ရတော့တော့ဒါကျွန်တော်နောက်ဆုံးလုပ်ထားခဲ့တဲ့ဟာဆိုဒီမှာတွားလို့ရတော့ဒါကြောင့် browse ပုံပါကြည့်လိုက်။ဟုတ်ပါဘူး။ဒီနေရာမှာကျွန်တော်နာမည်ပေးရမယ်နဲ့ဗာပေးမယ်ဆိုတော့ lesson လုပ်ပြလိုက်မှာနော်။အဲ့ဒီမှာ save as time အားအစည်းအဝေးဒီညမှာ powerpoint နဲ့ထားခဲ့ရင် powerpoint သိမ်းပါမယ်ဒီညမှာကျွန်တော် pdf လို့ပြောင်းပေးနိုင်ရင်ဒီနာမည်နဲ့ pdf တစ်ခုကိုကျွန်တော် create လုပ်ပါမယ်နော် ကျွန်မနေရာကြတော့ဒါကျွန်တော် location ကိုမပြထားပါဘူးပေါ့အဲ့ဒါကျွန်တော် save လုပ်ပါကျွန် publishing လုပ်နေမှာခဏလေးစုံပြရမယ်ဒီဘက်အချိန်မှာဒါပွင့်လာပြီပေါ့အဲ့ဒါဆိုရင်ကျွန်တော်တို့ကပါဝါမင်းတို့ခုကို media ပြောင်းလာကျွန်တော်လုပ်ပြီးပါတယ်ပုံလေးကိုကျွန်တော်တို့ကလာပြီးတော့ exercise လေးနည်းနည်းလုပ်ကြည့်တာလို့အကြံပေးပါတယ်